လေပန်းပြိုးသူတော်လိုင်းခရစ်ကားရောအလုံးပဲမင်္ဂလာပါခင်ဗျာတော်လိုင်း YouTube channel လို့ဖြစ်တဲ့ Share or YouTube channel တရားနေပြီးတော့တပံပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တော်လိုင်းခရစ်ကားတို့ကိုပြန်လဲပြီးတော့မျှဝေပေးသွားချင်တာလေးကတော့ဆရာနန္ဒာသိန်းစံပြုစုရေးသားထားတဲ့ဘဝအတိတ်ပဲနဲ့ဘဝသစ္စာဆိုတဲ့စာအုပ်လေးရဲ့အခန်းဆက်ဖြစ်တဲ့ ပိုင်းနဲ့လေးပဲဖြစ်ပါရဲခင်ဗျာအပိုင်းနဲ့လေးကိုဆက်လက်ရပ်အများဝေဝင်ပြုပါလို့ဆရာချင်းနဲ့တက်ဆိုင်တော်အလုံးကိုကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါရဲခင်ဗျာကဲတော်လန်ဂရီကာတို့ရေပထမအပိုင်းအပိုင်းတက်မှာတော့အခန်း၃ခန်းခွဲရပြီးတော့အနာတိုင်းရဲ့တဒနာပေရာအတဒနာပေရာရနေပြီးတော့တဒနိကပေရာရနေပြီးတော့ဘဝအသေးပဲနဲ့ဘဝသစ္စာရှာပွေခဲ့တယ် ဒါပေမဲ့မတွေ့လို့မလို့အခုအရှိတိုင်းထဲမှာပြန်ပြီးတော့ရှာကြည့်ကြမယ်လေနော်။ကဲအပိုင်းနေ့ထဲမှာတော့ဗုဒ္ဓရဲ့တဒနာ၌ဘဝအတိတ်ပဲရှာဖွေခြင်းအကျဉ်ပုဂ္ဂိုလ်ဒီအစ္စတတတံဗဟိတတတံတို့ဖြင့်အနာဘွယ်တို့ကိုဖြတ်တော်ပြီဖြစ်၏။ကံကြီးမှုအမြင့်ကိုလည်းနှုတ်ပယ်ပြီဖြစ်၏။ကံကြီးမှုအလုံးဤအနာဘွယ်မှလွန်မြောက်၏။ ဖောက်ပြန်မှုမရှိမှု၍သဘောအတိုင်းလည်းတည်သောကြောင့်ထိုပုဂ္ဂိုလ်ဟာဓာတိကုံနှင့်ပြေဆုံးသောအာဇာနီဟု၍ဆိုအပ်၏938တပိယတုမဟာဝတ်ဒုတ္တနိပတ်အခန်းလေးအတွင်တန်တန်၌ဖြစ်သောစိတ်ကိုအလေးပေးလေလာခြင်းဘုရားတဒနာသည်စကြဝဠာပြတနာတို့ထက် လူနှင့်လူဘဝပြဿနာများကိုသာအခြေပြု၍လေ့လာကြောင်းကိုတွေ့ရ၏ထို့သောလေ့လာရ၌ဒသနာယူတော်များနှင့်ယူတော်ခြင်းတူတော်လဲယူတော်ခြင်းတော်လည်းကရည်ရချက်ခြင်းတော်လည်းကလေ့လာပုံဤခြင်းတော်လည်းကမြင်ပါတရံအပြင်တူညီအောင်ရှိတော်လဲအတွင်တော်အပြင်ခြားနာခြင်းများရှိလေသည်ဘုရားတဒနာသည်လူ့ဘွယ်စီကိုနှိမ့်လျူမပြုတော်လဲလူ့ဘွယ်စီတွင်မှတေချာပုဂ္ဂိုလ်ကိုတစုံတစ်ခုသောအချိန်၌အလေးပေးတည်လာတဲ့သောကြောင့် ဗုဒ္ဓတဒနာသည်အလေးပေးနေတာသည်တပံတိချာလူပုဂ္ဂိုလ်ကိုလေးလာရနိုင်လဲထိုလူပုဂ္ဂိုလ်ဤရုပ်ပိုင်းကိုလေးလူမပြုတ်တော့လဲစိတ်ပိုင်းကိုတော့တဆုံတခုတော့အခြေအနေဖြင့်အလေးပေးနေလာတဲ့သောကြောင့်ဗုဒ္ဓတဒနာသည်အလေးပေးနေလာသည်ထို့ပြင်ဗုဒ္ဓသည်ကိုနှုတ်စိတ်၃ပါး၌ကိုနှင့်နှုတ်ကိုမပြတ်ပေါ်တော့လဲအချင်းဤတည့်ရ၌စိတ်သည်ပို၍အရေးပါသည်ဟုခံယူလေသည် အခါတပါး၌နိဂန္ဓမဟာဝိရဤတပည့်ဖြစ်သောတိကတပတိနိဂန္ဓသည်ဗုဒ္ဓအာကာယကံဝစီကံမနောကံကံသုံးပါးနှင့်မြေတိကံကအရေးကြီးဆုံးကိုမေးလျှောက်၏တိကတပတိနိဂန္ဓသည်သူဤဆရာကဲ့သို့ကာယကံဝစီကံမနောကံသုံးပါးနှင့်မြတ်ညာပြင်ထင်ရှားသေးတာသောကိုဖြင့်ပြုတော်သောကာယကံတိတာအရေးကြီးဆုံးဟူ၍လည်း ကာယကံဖြင့်ကျူးလွန်သောအဖြစ်ဒီသာအကြီးလေးဆုံးဟူ၍တော့ယူဆသူဖြစ်ပါသည်။သောကဗုဒ္ဓကကံသုံးပါးတို့တွင် မကောင်းမှုပြုခြင်း၌မနောကံကိုသာအပြစ်အကြီးဆုံးဟုငါဖျားပြညတ်တော်မူ၏။ကာယကံနှင့်ဝစီကံကိုထိုကဲ့သို့မပညာဟုမိန်တော်မူသည်။ဗုဒ္ဓ၏ထိုစကားကိုဒီကတပ္ပတိနိကန္ဓဓမ္မတဆင့်ကြသော ဥပါလိတကြွယ်သည်ဗုဒ္ဓအားခြေပရန်လျှောက်လာခဲ့သည်။ ဥပါလိတကြောတိလည်းနေကန္တာဤခိုင်းဝင်မည်ဖြစ်သည်ဥပါလိတကြောတိပௌဒ္ဓအားအရှင်ဘုရားဒီကတပ်ပတိနေကန္တာသည်ကောင်းလေစွာကောင်းလေစွာအကြံမြင်ဘူးသူတာရှိသောဆရာဤအစုံမကိုသာကောင်းစွာလျင်သိသောတပည့်တို့ဤထုံနှံစင်လာတိုင်းသာလျင်တပ်ပတိအရှင်ကောင်းသည်အရှင်ဘုရားအားဖြေချခဲ့သည်ထိုကဲ့သို့ကြီးကျယ်သောကာယကာယဒဏ်ကိုထောက်ဆ၍သိငယ်သောမနောဒဏ်သည်အပေမှာ ြောပါလောင်မည်နိအမှန်အဖြစ်ကာယဒံဒီသာလျင်မကောင်းမှုပြုရ၌မကောင်းမှုဖြစ်ခြင်း၌ကြီးကျယ်သောအပြစ်ရှိဝစီဒံနှင့်မနောဒံသည်ထိုကဲ့သို့မကြီးကျယ်ဟုရှောက်တင်လေသည်တကြွယ်တင်းသည်မံကန်သောတစ္ဆာ၌တည်၍အကယ်၍ပြောဆိုညာအံဤအကြောင်းရာ၌ငါတို့၏စကားဆွေးနွေးမှု ဖြစ်နိုင်ရ၌ဤအရှင်ဖျားအကျွန်ုပ်သည်မံကန်သောတစ္ဆာ၌တည်၍ပြောဆိုပါအံ ဤအကြောင်းအရ၌ကျွန်ုပ်တို့ စကားဆွေးနွေးမှုသည် ဖြစ်ပါစေ။တကြွယ်ထိုစကားကိုသင်အပေတို့ထင်မှတ်သည်။နေကန္နာတယောက်သည် အနာနှိမ့်ဆက်နေ၏။စင်ရရောက်၏ပြင်းစွာနာ၏။ရှည်ဤကိုပယ်၍ရှည်နှွေးကိုသာတုံးဆောင်လေရှိ၏။ထိုနေကန္တာသည် ရှည်ဤကိုမရသည်သာ ဖြစ်၍တေးရလေ၏။တကြွယ်နာရဤသာနေကန္တာသည်ဤတေသူနေကန္တာကိုအပေရ၌ဖြစ်သည်ဟုပညတ်သည်။ အရှင်ဘုရားစိတ်နိုင်ဆွဲလန်း၍ဖြစ်သောနတ်မြည်သည်ရှိပါ၏ထိုနတ်မျိုးတို့၌ထိုနေကန္နာသည်ဖြစ်ပါ၏ထိုသူဖြစ်ရခြင်းသည်ထိုသူ၏စိတ်ဆွဲလန်း၍တည်သောကြောင့်ပါသည်တကြွယ်စဉ်းစားတော့တကြွယ်တင်စဉ်းစား၍ပြောပါတော့တင်ဤရှေစကားနှင့်နောက်စကားသည်၎င်းနောက်စကားနှင့်ရှေစကားသည်၎င်းမဆက်ဟမိပဲဖြစ်နေပြီထိုအခါဥပါလိတကြွယ်သည်မကောင်းမှုပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌ကာယထံ ကာယကံတားလင်ကြီးကျယ်သောအဖြစ်ရှိ၏။ဝစီတံနှင့်မနောတံတို့သည်ထိုကဲ့သို့မကြီးကျယ်ဟုကာကွယ်၏ဆိုလျက်ရှိသည်။တကြွယ်ထိုစကားကိုတင်မည်သို့ထင်မှတ်ပါသည်။နာလာဤတာနှိတ်ကံနာသည် ဆောင်စည်းခြင်းလေးမျိုးဖြင့်ဆောင်စည်း၏နေ၏။အလုံးစုံသောရှိရေးကိုပဲ၏။အလုံးစုံသောမကောင်းမှုကိုတားမြစ်ခြင်းဖြင့်ခွာထွက်ထား၏။အလုံးစုံသောမကောင်းမှုကိုတားမြစ်ခြင်းဖြင့် ပြန်နဲ့နေဤဒိုနာရဤသားနေကန္နာသည်ရှေးသို့သွားသည်ရှိသော နောက်သို့ဆုတ်သည်ရှိသောများစွာသောတတ္တဝငယ်တို့ကိုတေကြည်ပြစီခြင်းတို့ရောက်လေ၏တကြွယ်နာဂာဤသားနေကန္နာသည်ထိုတေကြည်ပြစီခြင်းတို့ရောက်စေသောသူ၏အကျိုးကိုအဖယ်အကျိုးတမ္ပတနိအရှင်ဘုရားအလာရတာနေကန္နာသည်စေတော်ခြင်းစေတနာမရှိသည်ဖြစ်၍ကြည်တော်အပြည့်ရှိသည်ဟုမပညာပါ တကြွအကယ်၍အာစေတရာတို့ရှိညာအံအဘယ်တို့ဖြစ်မည်နည်းအရှင်ဘုရားကြီးသောအပြစ်သည်ရှိပါ၏တကြွယ်စဉ်းစားလော့တကြွယ်စဉ်းစား၍သင်ပြောလော့သင်ဤရှေစကားနှင့်နောက်စကားသည်၎င်းနောက်စကားနှင့်ရှေစကားသည်၎င်းမဆက်ဟမိပဲဖြစ်နေပြီအရှင်ဘုရားသည်ဤတို့မိန်ကြားတော်လဲအမှန်အားဖြင့် မကောင်းမှုပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌ကာယဒဏ်သည်သာ ကြီးကျယ်သောဖြစ်ရှိဝစီဒဏ်နှင့်မနောဒဏ်တို့သည်ထိုကဲ့သို့မကြီးကျယ်ပါ။တကြွဤစကားကိုသင်အပေတို့ ထင်မှတ်ပါသည်။အေးနာလန္ဒမြို့သည် စီပင်သည်ဟွာပြောသည်။များစွာသောလူရှိသည်မဟုတ်ပါလော။အရှင်ဘုရားမှန်ပါ၏။တကြွတို့စကားကိုသင်အပေတို့ထင်မှတ်ပါသည်။ယောက်ျားတစ်ယောက်သည်တန်လျက်ကိုမိုး၍လာရ၏။ ဘောရာကြသည်ငါသည်နာရဏမျိုး၌ရှိသည်များတတ္တဝါတို့ကိုတက္ကနာချင်းတမဟုတ်ချင်းဖြင့်တကူတဲသောအတားစုအတားပုံဖြစ်အောင်ပြုပါအံ့ဟုဆိုရ၏တကြွယ်ထိုစကားကိုသင်ပေသူထင်မှတ်ပါသည်တို့ရာကြသည်နာရဏမျိုးရှိတတ္တဝါတို့ကိုတက္ကနာချင်းတမဟုတ်ချင်းဖြင့်တစုတဲသောအတားစုအတားပုံဖြစ်အောင်ပြုခြင်းကစွန့်နိုင်ပါမည်နော်အရှင်ဘုရားရှောက်ချ90 ်ယောက်ျား10ယောက်ဖြစ်စီ20ဖြစ်စီ30ဖြစ်စီ40ဖြစ်စီ50ဖြစ်စီဤနာနာဓာမျိုး၌ရှိသည်မသတ္တဝါတို့ကိုတခဏချင်းတမဟုတ်ချင်းတကူတဲသောအတားစုအတားပုံဖြစ်စေခြင်းကမဆွမ်းနိုင်ပါကုန်အနှဲငယ်သောတယောက်တည်းသောယောက်ျားသားလျင်အပေမှာပြောပါလောက်မည်နီတကြွယ်ထိုစကားကိုတင်ပေသူထင်မှတ်ပါသည်နီတကူရှိသောစိတ်တကူရှိသည့်ဖြစ်ကိုရှားသော တာမနာတည်တော်၎င်းယမနာတည်တော်၎င်းလာရာဤထိုသူသည်ငါသည်ဤနာရဒမြို့ကိုတစ်ချိန်စိတ်ဆိုးကြများဖြင့်ပြာပြည့်အောင်ပြုအပ်ဆို၏တချွေထိုစကားကိုတင်းအဖဲတို့ထင်မှတ်ပါသည်။တကိုးရှိသောစိတ်တကိုးရှိသောအဖြစ်တို့ရောက်သောထိုတာမနာမြမနာသည်အေနာနန္ဒမျိုးကိုတစ်ချိန်စိတ်ဆိုးကြများဖြင့်ပြာဖြစ်အောင်ပြုခြင်းကစွန့်နိုင်ရပါလော။ အရှင်ဘုရား10မျိုးဖြစ်စေ20ဖြစ်စေ30ဖြစ်စေ50ဖြစ်စေတကူရှိတော်စေတကူရှိတော်ဖြစ်သောရှောင်းတော်ထိုတမနာပြမနာသည်တခြင်းစိတ်ဆိုးကများဖြင့်ပြာပြောင်ပြူခြင်းကစွမ်းနိုင်ပါ၏တင်းငယ်တော်တကူတဲ့တော်အေနာနန္ဒမျိုးကိုကအပင်မှာပြောပါလောင်မည်နီတကြွယ်ထိုတို့ဖြစ်ရင်စဉ်းစားလော့တကြွယ်တင်စဉ်းစား၍ပြောလော့တင်ဤရှေစကားနှင့်နောက်စကားသည်၎င်း နောက်စကားနဲ့ရှေးစကားဒီ၎င်း မဆက်ဟမ်းမိပဲဖြစ်နေပါပြီ။အထက်ပါဗုဒ္ဓနဲ့ဥပါလိတကြွတို့ဤဆွေးနွေးချက်မှာစိတ်စေတနာ၏အရေးကြီးမှုစေတကိုဤစံပြမှုတို့ကိုမယဉ်ကြည်သူမျိုးလည်းရှိပေလိမ့်မည်။သို့အားတွင်ဒေါက်တာအိုင်းစတိုင်းဒီစိတ်ကူးဉဏ်ကိုစေစား၍အနုမြူပုံ၏အခြေခံသဘောတရားကို ေါ်ထုတ်နိုင်ခြင်းဒီ၎င်းထိုအခြေခံသဘောတရားကိုမီ၍အနုမြုပ်ပုံတည်ထွင်နိုင်ခြင်းကို၎င်းဒုတိယကမ္ဘာစစ်အတွင်းအနုမြုပ်ပုံတန်ကြောင့်ဂျပန်ပြည်ရှိဂျပန်ပြည်ဟီရိုရှိမားနဲ့နာဂါဆာကီမြို့များရပ်ပြုံးခဲ့ရခြင်းကို၎င်းယုံကြည်တကယ်သို့အနုမြူလန်းနံများဟိုက်ဒရိုဂျင်ဘုံများနျူထရွန်ဘုံများကြောင့်မိနစ်ပိုင်းအတွင်းဒီကဘာအလုံးပျက်စီးသွားနိုင်သည်ကိုလည်းယုံကြည်နိုင်ကြပါလိမ့်မည် ဟစ်တလာ၏စိတ်ကူးနှင့်အစွဲဥပါဒဏ်ကြောင့်ဂျူးလူမျိုးများစွာတေချေခဲ့ရသည်ကိုလည်းယုံနိုင်ကြပါလိမ့်မည်။မတ်စ်၏အယူဆစိတ်ကူးသည်လည်းအရင်းရှင်တို့အားတော်လန့်၍လူသမိုင်းစဉ်အားတစ်မျိုးတစ်ပုံပြောင်းလဲစေရည်အတွက်အထောက်အကူပြုခဲ့ခြင်းကိုလည်းယုံကြည်နိုင်ကြပါလိမ့်မည်။စင်စစ်အော်ဘနန်၊ဒိဗန်ဆိုင်ရာတွေ့ရှိရှာဖွေချက်များတီထွင်ချမ်းများလူသမိုင်းစဉ်အဖွဲ့အစည်းကြီးကိုတိုးတက်အောင်ကြာစင်းအောင် ဖန်တီးနိုင်သည့်တမိုင်းနေရာမှလူမှုရေးနေရာမှများကိုပေါ်ထုတ်နိုင်သည့်ချက်များသည့်လူသားတို့၏စိတ်ဆွမ်းရည်ကိုအစပြုစေစားခြင်းဖြင့်ထွက်ပေါ်လာသောရှားလမ်းများလာဖြစ်ကြပါသည်ဗုဒ္ဓတဒနာအလိုအရလူတ္တဝါအတီးသည့်ရှိစိတ်သည့်မိမိတို့ဘဝမိမိတို့၏လောကအမျိုးမျိုးကိုဖန်တီးနိုင်ရမှာကမိမိတို့၏ပဝန်းကျင်လောကကိုပါဖန်တီးနိုင်စွမ်းရှိလေသည်စိတ်သည်လောကကိုစားကပ်၏ စေသည်လောကကိုဆွံ့ငယ်၏အလုံးစုံသောတရားတို့သည်စေဟု ဆိုအပ်သောတကူသေးသောတရား၏အလိုတို့အစဉ်လာရကုန်လေ၏အထဘာဘုရား၏စကားသည် အချို့သောပုဂ္ဂိုလ်များယူဆတဲ့ကဲ့သို့ရုပ်လောကဆက်ကြဝဠာကြီးကို စိတ်ကဖန်တီးသည်ဟု၍၎င်းဆက်ကြဝဠာ၏အစသည်စိတ်ဖြစ်သည်ဟု၍၎င်းဆိုလိုသည်မဟုတ်ပါချေဘုရားတဒနာသည်လူကိုအခြေပြု၍လေ့လာခြင်းဖြစ်ပေရာလူသား၏စိတ်မိမိ တဘာဝမိမိဘဝမိမိပဝင်ရှင်မိမိလောကမျိုးမျိုးကိုဖန်တီးနိုင်ဆောင်စေဤဆွဲဆောင်မှုဖြင့်အကောင်းအဆိုးအမျိုးမျိုးသောဖြစ်တို့ကိုလိုက်ပါခြင်းဖြစ်ကြောင်းဆိုလိုရင်းသာဖြစ်ပါသည်အယူအဆမျိုးမျိုးဘဝရန်အဆွဲမျိုးမျိုးတို့ကိုပံ့ပိုးထားသည့်စေကြောင့်လူသားတို့ပွဲ လူသားတို့ဖို့တာယာပွဲလောကမတာယာပွဲလောကအကောင်းဆိုးလောကစားသည့်အမျိုးမျိုးသောလောကတို့သည်ဖြစ်ရသည်စိတ်ပြအာရုံနေသူဖို့သူလောကသည်မပျော်ရွှင်ခြင်းဝမ်းနည်းချေခွဲခြင်းတို့ဆုဝေးရာလောကသာဖြစ်နေလိမ့်မည်စိတ်ခွန်အားရှိ၍ကြံ့ခိုင်တည်ငြိမ်သူဖို့သူလောကသည်ပျော်ရွှင်ခြင်းဖြည့်ဆည်းနိုင်ခြင်းပြည့်လွင်မြင့်တက်ခြင်းပြည့်လွင်စွာမြင့်တက်ခြင်းတို့ဆုဝေးရာ လောကဖြစ်နေပြီ လောဘဒေါသမောဟစိတ်တို့လွန်ကဲနေသူဖို့သူလောကသည်မကျင်ခြင်းမကြည်သာခြင်းမြင်မှုကြားမှုထိတွေ့မှုဟုသများတို့မတရားမလားပါခြင်းတို့သာစွေးနေသော လောကဖြစ်ပေလိမ့်မည်။ခံစားတတ်သော အနုပညာစိတ်ရှိသူဖို့၆တရားနေသောတောင်ကုန်းလေးပေါ်သို့ခံမမော့တက်သွားသောလူသွားချီရန်လမ်းလေးကိုမြင်ရုံဖြင့်ပင်လွန်မြေပွဲလောကသို့ရောက်ကောင်းရောက်နေလိမ့်မည်။ အရာရာကိုယုတ်ကပြထန်းသည်ယုတ်ကသာအဆုံးပြတ်ပေသည်ဟုခံယူထားသူဖို့စေယူသူဖို့ဒုလောကအမြင်သည်ယုတ်တာလင် အရေးကြီးသည်ယုတ်တာလင်ပဏာနာဖြစ်သည်ဟုမြင်ရအရာရာကိုစိတ်ကသာလင်ပြထန်းသားသည်စိတ်ကသာလင်အဆုံးပြတ်ပြုသည်ဟုခံယူထားသောစေရှိသူဖို့ဒုလောကအမြင်သည်စိတ်သည်သာအရေးကြီးသည်စိတ်သည်သာပဏာနာဖြစ်သည်ဟုမြင်ပေလိမ့်မည် ဗုဒ္ဓတဒနာအလိုအရစိတ်ပိုင်းမှစန္ဒဝိရိယတို့ဤတွန်ဆောင်မှုစွမ်းအားတာလျင်တန်သည့်အလျောက်ရုပ်ပိုင်းဖြစ်သောကိုယ်စိတ်နှလုံးတို့သည်လည်းပြင်းထန်စွာလိုက်ပါလို့ရှားကြသည်ထို့သောကိုယ်စိတ်ကိုယ်နှုတ်စိတ်သုံးပါးတို့ဤစွာကြောင့်ရုပ်ပိုင်းဆိုင်ရာအခြေအနေတို့ကိုပြောင်းလဲနိုင်ခြင်း ထိန်းချုပ်စေစားနိုင်ခြင်းကို၎င်းအဟံတာ အကန့်သက်ပြုသောရုပ်ပိုင်းခြင်းတွေကိုအောင်းနိုင်ခြင်းကြော်လန်းနိုင်ခြင်းတို့ကို၎င်းပြုနိုင်ပေသည်ဗုဒ္ဓတာဒနာမှယဟန္တာ ပုဂ္ဂိုလ်များသည်အဟံတာအကန့်သက်ပြုသောစိတ်ပိုင်းရုပ်ပိုင်းအခြေအနေတို့ကိုအနုပါတိတေတနိဗ္ဗာန်ကိုမြတ်မောပြုခြင်းအဖြစ်ကြော်လန်းနိုင်ခဲ့သူများဖြစ်ပေသည် စမ်းမှုပညာရှင်ဖြစ်လို့တော့စိတ်ဆွေးလမ်းမှုစန္ဒာပြင်းထန်မှုတို့ကြောင့်မယားမနေကြိုးစားခြင်းဖြင့်စမ်းမှုလောကစမ်းမှုပညာရှင်တို့၏လောကအနာ၏အပါဝင်စမ်းမှုပညာရှင်ဖြစ်ခြင်းကလည်းကောင်းဇာဘိပညာရှင်ဖြစ်လို့တော့စန္ဒာပြင်းထန်မှုမယားမနေကြိုးစားခြင်းဖြင့်အနုပညာလောကအနုပညာရှင်တို့လောက၌အပါဝင်ဖြစ်ပေသောစာပေပညာရှင်ဖြစ်လာခြင်းသည်လောကမိမိတို့၏ဘဝချင်းတို့ကိုပြုပြင်ကျော်လွှားခြင်းကြောင့်ပေါ်ထွက်လာသောရှားလမ်းများသာ ဖြစ်ပါလေသည်ခန္ဓာဆင်တွင်စိတ်သည်ရှည်သွားကောင်းဆောင်ဖြစ်သည်ဖြင့်စိတ်သာလျင်မူလပဋ္ဌာနစိတ်သာလျင်အခြေမှုဖြစ်သည်စိတ်ဖြင့်သာအရာရာပြီးနိုင်သည်အထက်ပါဘုရား၏စကားသည်လောကီအောင်မြင်၏နိုင်ဖြစ်စေလောကုတ္တရာအောင်မြင်၏နိုင်ဖြစ်စေစိတ်ကိုပင် အစာပြု၍အခြေခံယူရကြောင်းထင်ရှားပေသည်ဘောဓိတတဘဝ၌ဖျားဖြစ်လျောသောသန္တာပြင်ပြမှုဖြင့်ရှည်သွားပြုမှုကြောင့် ကိုအားနှုတ်အားတို့ပါလိုက်ပါလား၍ဘဝဆက်ဆက်မယမနေကြိုးစားခြင်းဖြင့်ကောရမပௌဒါဖြစ်လာခြင်းဖိနေချုံချယ်ခံရသောဘဝမှာလွမြလိုသောလူသားတို့၏စိတ်ဓာတ်ပြင်းထန်မှုကိုအားနှုတ်အားတို့ပါလိုက်ပါ၍မယမနေကြိုးစားခြင်းဖြင့်လွတ်လပ်ရလာခြင်းစသည်တို့သည်လည်းစေဤစေတော်မူရှေးဆောင်မှုကြောင့်ဖြစ်သည် Thomas တေရုပ်ဝါတာဖြစ်တော့လေလူသားတို့၏အလုံးလုံးချင်းဖြင့်ရုပ်ပိုင်းဆိုင်ရာအကျိုးလည်းလုံးဖြစ်ပေါ်မီတစုံတစ်ခုသောခြေနေ၌စိတ်ပိုင်းကအစာပြူစေစားပုံကိုအောက်ပါကဲ့သို့ဖော်ပြထားပါ၏ဘင်ဂူဒီရှက်ကန်းတဲ့ဤအလုံးမျိုးနဲ့တူသောဆွမ်းဆောင်မှုကို ပြုလုပ်လေသည်ပြားသည်မိမိပြားအိမ်ကိုတည်ဆောက်ရာတွင်လည်းများစွာသောပြည်သူကားတို့ကိုပင် အရှမ်းရစေလောက်အောင်ပင်ကြွချင်စွာတည်ဆောက်နိုင်သည် ို့အတွင်အញ្ញံဆုံးသောပိတုကာနှင့်အတော်ဆုံးသောပြာကောင်တို့၏ဌာနကြမှာပိတုကာသည်မိမိဆောင်လုံးမည်အဆောက်အုံကာယကံမြတ်မတိဆောင်သိမိသူ၏စိတ်၌မနောကံအပြင် အလင်းဥစွာတိဆောင်ရရှိခြင်းပင်ဖြစ်ပါပေသည်အလုံးအလုံးလုံးရဲ့ဤဖြစ်စဉ်တိုင်းအဆုံးတွင်အလုံးလုံးသူဤစိတ်၌အစာကလေးရပင်တရှိနေပြီးတော့စိတ်ကူးဤအကောင်အထည်ပေါ်လာခြင်းဟူသောအကျိုးကိုရှာရှိပေလိမ့်မည်။ တောမန်အက်ဒီဆင်သည်လျက်စင်းမီလုံးကိုစာတင်တည်ထွင်ရန်စိတ်ကူးခဲ့ပါ၏။ထိုစိတ်ကူးကိုအချိန်ပေါင်းတပေါင်းတိုင်တိုင်စံတက်၍အကောင့်ထဲပေါ်ခဲ့ရာဆုံးရှုံးခဲ့ရတော့လေ။မရမနေဟုသောဆွဲဖြင့်စံတက်လုကန်ခဲ့ခြင်းကြောင့်နောက်ဆုံးထားမြောက်အောင်မြင်ခဲ့သည်။ကျိုးလူများတုံးပြန်များလာကပါပေါ်သို့လူသားတို့ဟာအယောင်ပူပေးနိုင်သောအာဂါဒယင်များစသည့်တို့ကိုပြီးထွန်နိုင်ရဲ့အတွက်စိတ်ကူးညံကိုပင်အစာပြု၍ရှေးသာခဲ့ရပါသည်။ လောက၌ကြည်ကျဲထားမြောက်အောင်မြင်ခြင်းဟူသည်လို့ဒီလည်းအစပထမ၌စိတ်ကူးညံပင်ဖြစ်လျာကစိတ်ဤတကူတတိနှင့်စိတ်တံမှုကိုဆုံးပြန့်ခြင်းကမတတ်နိုင်ပါချေဘုရားသည်စိတ်စံကျဲသောစွမ်းရည်မျိုးမျိုးဖြင့်လူတတ္တဝါတို့သည်အထူးထူးသောအလောက်ကံတို့ကိုပြုလို့၍အမျိုးမျိုးသောရှာလံများနှင့်အမျိုးမျိုးသောဘဝအမျိုးမျိုးသောလောကတို့ကိုရှာခဲ့ကြောင်းမြင်ခဲ့ပါသည်စိတ်စံကျဲမှုကိုဘုရားကအောက်ပါစကားဖြင့်ဖော်ပြခဲ့လေပါသည် ရှင်ဟန်တို့လက်စွမ်းပြပချီကားကိုတင်တို့မြင်ဘူးကြဤလောအရှင်ဘုရားမြင်ဘူးပါဤရှင်ဟန်တို့ထိုလက်စွမ်းပြပချီကားထက်လဲစိတ်တည်တာလင်တာ၍စမ်းကြဤထိုတို့ဖြစ်သောကြောင့်ဤစိတ်ကိုဆွဲမှန်းမှု အမျက်ထွက်မှု တွေဝင်မှုတို့ကမြင့်ညူးအောင်ပြုထားသည်မှာအချိန်ကြာလာပြီဟုမိမိစိတ်ကို မပြတ်ဆင်ခြင်းရမည် ယဟန်တို့စိတ်ညီညွတ်ခြင်းအပြင်တတဝါတို့သည်ညီညွတ်ကြကုန်၏စိတ်ဖြူစင်ခြင်းခြင်းကြောင့်တတဝါတို့သည်ဖြူစင်ကြကုန်၏ယဟန်တို့ဒိသံတတဝါတို့စံကြယ်တကယ်တို့အခြားသောစံကြယ်သောအပေါင်းအစည်းကိုနာမမည်ယဟန်တို့တိရိသံတတဝါတို့သည်လည်းစိတ်ဖြင့်သာလျှင်စံကြယ်အောင်ပြုထားပေ၏ အထူးထွေလက်ဆံပြ၍ရေးဆွဲထားသောပကြီကားသည့်စံကျင်သည့်တိတ်ပံဆိုင်ရာတီထွင်ချက်များသည့်လက်စံကျင်ထားသည့်အံပွေဖြူကြပါသည်ပုံမှန်တရံအယောင်သွေးမျိုးမျိုးနဲ့ပြိဋ္ဌာန်တို့တတ္တဝါတို့သည်လည်းဆန်းကြကြသည်တို့အတွင်ဘုရားအလိုအရတော့ကိုပစီကားတဲ့၎င်းသိပ္ပံဆိုင်ရာတည်ထွင်ချက်များတဲ့၎င်းပြိဋ္ဌာန်တတ္တဝါဥထ၎င်းစိတ်သည်ပူ၍ဆန်းကြပါသည်စိတ်ကသာလျှင်ထိုပစီကားသိပ္ပံဆိုင်ရာတည်ထွင်ချက်များပြိဋ္ဌာန်တတ္တဝါမျိုးမျိုးတို့ကို ဖြစ်အောင်ဖန်တီးနိုင်ခြင်းဖြစ်ပါသည် တရဝါမျိုးမျိုးဘဝမျိုးမျိုးကိုရဖြစ်ရခြင်းသည်လဲတရဝါတို့ဤစိတ်ဆန်းကြံမှုကြောင့်ဖြစ်သည် စိတ်ဆန်းကြံရင်တဏှာဆန်းကြံသည်တဏှာဆန်းကြံရင်ကံဆန်းကြံသည်ကံဆန်းကြံမှုကြောင့်တရဝါတို့သည်ဘဝအမျိုးမျိုးပုံတရမျိုးမျိုးနဲ့အဆန်းတကျဖြစ်ရသည်ဟုဗုဒ္ဓအတ္တနာကမြင်ပါလေသည်စိတ်ကိုပေါ်ပြည့်ရှုမြင်ရသောကြောင့်ဘုရားတဒနာသည်နံဝါရဖြစ်သည်ဟုမှတ်ယူလို့များလည်းရှိကြပါသည် တို့အတွင်ဗုဒ္ဓတဒနာသည့်အခြေအနေကို သုံးသပ်စစ်စစ်၍ရှုမြင်သောဝိပစ္စဝါဒဖြစ်ရာကတမျိုးတည်းသောအခြေအနေ၌အရာခတ်သိမ်းသောစိတ်ဓာလင်ပဓာနာဖြစ်ပါသည်အရေးကြီးဆုံးဖြစ်သည်ဟုမရှုမြင်တကယ်တို့ရုပ်ကိုလည်းတမျိုးတည်းသောအခြေအနေ၌အရာခတ်သိမ်းပဓာနာဖြစ်သည်အရေးကြီးဆုံးဖြစ်သည်ဟုမရှုမြင်ပါချေအနုပညာလက်ရာမြောက်သော ရမင်းရုပ်တရုပ်ကိုထွန်းထူရာ၌ရုပ်တည်အရေးကြီးသလိုစိတ်တည်အရေးကြီးသလိုမေးသည်ဆိုအပ်တစုံတစ်ခုသောအချိန်၌ရုပ်ရောစိတ်ပါအရေးကြီးသည်ဟုဆိုပါသည်အဘယ်ကြောင့်ဆိုသောဘဝဆရာနှင့်ထုလို့သောတေသာထုလို့ရန်လက်နက်ကရိယာထုလို့သောလက်နှင့်မျက်စိစသည့်ရုပ်ပိုင်းတို့မရှိပါကမည်သို့မျှရမင်းရုပ်ပေါ်မလာနိုင်တကယ်သို့တစ်ချိန်တည်းမှာပင်ဘဝပညာ၌စိတ်ဝင်စားခြင်းအထုံးဝတိရှိခြင်းစိတ်စူးစိုက် ဝင်စားနိုင်ခြင်းစားသည့်စိတ်ပိုင်းဆိုင်ရာတို့သည်မပါဝင်ပါကလည်းမြေတို့များအမှုပညာလည်းအများသောရမင်းရုပ်ဖြစ်ပေါ်မလာနိုင်သောကြောင့်ဒီထိုရုပ်ပိုင်းနှင့်စိတ်ပိုင်းတစ်ခုလုံးသည်အရေးကြီးသည်မှန်ပါသည်တို့ဟာတွင်ထိုနှစ်ခုနက်မြေဒီကပို၍အရေးကြီးသည်ဟုမေးသည်ဆိုရက်လက်ဆောင်တစ်ခုသောအချိန်နက်၌ရုပ်ပိုင်းသည်အရေးကြီးသည်ဟုဆိုပေးနိုင်ပြီးအဘဲကြောင့်ဆိုသောရုပ်ပိုင်းချိန်နေတော့မရှိပါကရမင်းရုပ်သည်မြေတို့များဖြစ်ပေါ်မလာနိုင်သောကြောင့်ဒီ တန်းစုံတကူကအချိန်နေ၌စိတ်ပိုင်းသည်ပို၍ရေးကြည့်သည်ဟုဆိုနိုင်ပါသည်အဘဲကြောင့်ဆိုတော့လာပါတော့လက်ရများတော့ယမင်းရုပ်ဖြစ်ပေါ်လာအောင်ရှုံလုံးပေါ်အောင်ဖန်တီးခြင်းမှာစိတ်ပိုင်းချင်းတို့ကြောင့်ပင်ဖြစ်တော်ကြောင့်ဒီစိတ်ကူးကောင်းခြင်းဆွဲလုံးလာကောင်းခြင်းပဘူးပညာ၌ဆဲဝင်စားခြင်းအထုံဝတိချီခြင်းဇာတိစိတ်ပိုင်းဆိုင်ရာစွမ်းရည်တို့ကအယုတ်ပိုင်းကိုဦးဆောင်စေစားထိကျုံနိုင်ခြင်းကြောင့်လက်ရများတော့ယမင်းရုပ်ဖြစ်ပေါ်နိုင်ခြင်းကား စေပါဆိုင်ရာသည်လည်းတစုံတကူသောအခြေအနေ၌အရေးကြီးသည်ဟုဆိုရပါမည်မည်။ထိုနည်းတို့ပင်ဗုဒ္ဓတရားသည်လည်းအခြေအနေတို့ကိုသုံးသပ်၍တစုံတကူသောအခြေအနေ၌တရားတော်၏ဘဝမျိုးမျိုးကိုရုပ်လုံးပေါ်ပြီးတော့တရားတော်၏လောကမျိုးမျိုးကိုဖန်တီးပြီးတော့စိတ်သည်အရေးကြီးသောဆိုလိုခြင်းပင်ဖြစ်ပေသည်။အိုလူလင်ငါသည်ဤရာ၌ဝေဖန်ခွဲခြား၍ဆိုလိမ့်ရှိ၏။ဤရာကိုတခုခုကိုသာမုတ်ချ၍ဆိုလိမ့်မရှိ။ အထက်ပါစကားပြောရမ်းများရှိသောဗုဒ္ဓစကားများကိုထောက်ရွယ်ဗုဒ္ဓသည်အချိန်ဤကိုသုံးသပ်၍စိတ်တည်ရည်ကြည်ကြောင်ရှည်သွားမှုအခြေမှုဖြစ်ကြောင်းဟောပြောခြင်းသာဖြစ်လေသည်ဗုဒ္ဓတဒနာအလိုအရစိတ်ဆိုသည်မှာတည်တတ်သောသဘော အာယုံကိုတည်ခြင်းကိရိယာတတ်သည့်သဘောကိုဆိုလိုပေသည်အာယုံကိုတည်ခြင်းသဘောမြတ်ဝိစာနာနာသာရှိသောစိတ်ကိုပင်မနောဟူ၍၎င်းဝိညာဉ်ဟူ၍၎င်းခေါ်ပေသည် ထိုစိတ်သည် အစဉ်အမြဲပြောင်းလဲနေသောပြောင်းလဲနေ၍ဒိုစိတ်တွေပင် ပကတိအားဖြင့်ညင်ညူးမှုရမရှိဘဲဖြူစင်သောသဘောရှိ၏ထို့သောဖြူစင်သောသဘောအာယုံကိုတည်ခြင်းသဘောများရှိသောအမြဲဆွဲကပ်မိတွင်နေသောသဘောများရှိပေသည် ရှင်တို့ကိုစေတသိက်တရားဟုခေါ်၍အရေတော်အဖြစ်52ပါးများရှိသည် ထိုစေတသိက်များသည်စိတ်ကိုအကောင်းဆုံးကုသိုလ်အကုသိုလ်အောင်စိတ်ကြစိတ်မန္တောလောကအမြင်မာတော်လောကအမြင် စသည်တို့ဖြစ်ပေါ်အောင် အန်ဒီချဲလဲပြီးတော့တရားများသာဖြစ်ပေသည်ဥပမာအားဖြင့်အဖြူအနီအဝါစားသောဆေးမျိုးမျိုးလိုဖြင့်ရေပြင်းဖြော်၍တကုတော်ကားဓာတ်တွင် ရုပ်ပုံမျိုးမျိုးကို ရေးဆဲ၍ကားဓာတ်တွင်ဆေးရောင်တင်ခြင်းဇွမ်းညင်းသည် ရေဤကိစ္စသာဖြစ်လေသည်ဆေးရောင်မျိုးမျိုး၏ကိစ္စမဟုတ် ကားထက်တွင်အပြူအနေဝါစားသည့်ဈေးရောင်းထင်မှုပါဈေးဤကိစ္စဖြစ်သည်ရှေးဤကိစ္စမဟုတ်ထို့ဥပမာ၌ကားထက်သည့်အာယုန်နှင့်တူ၍စိတ်ရေသည်စိတ်အစဉ်နှင့်တူသည်ဈေးရောင်းမျိုးမျိုးတို့သည်ဈေးတသိသိုးနှင့်တူ၏ဈေးမျိုးမျိုးတို့သည်ရေနိုင်မီသော အရာမျိုးမျိုးဖြစ်အောင်ဖန်တီးချက်လည်းတကယ်တို့ဈေးတသိသိည်လည်းစိတ်နိုင်မီ၍လောဘဒေါသအိတ်တာမစ္စရိယတရာပညာစာတော်သဘောမျိုးမျိုးတို့ကိုဖန်ဆင်းချက်လည်းကြလေသည် ကုသိုလ်အကုသိုလ်ကံတို့ကိုတိမှုတွယ်မှုစိတ်နာ၌ဖြစ်သည်ထိုအကုသိုလ်ကံတို့၌ဒုစရိုက်မှုဒုစရိုက်မှုထင်အောင်ပြီးစည်းအောင်ပြုံမှုမှာလောဘအာလောဘအစတိတို့၏ကိစ္စဖြစ်ပေသည်စိတ်သည်ဒုစရိုက်မှုကိုဒုစရိုက်မှုဒုစရိုက်မှုထင်အောင်ပြီးစည်းအောင်မတက်နိုင်ခြင်းအာလောဘလောဘအစတိတရားတို့သာလျှင်ဒုစရိုက်မှုဒုစရိုက်မှုထင်အောင်ပြီးစည်းအောင်တက်နိုင်ပေသည် အခြားဥပမာအဖြစ်အစိတ်ကိုရှင်နှင်းဖြော်ရည်တောက်ရာတစ်ခုလုံးအစိတ်ပြန့်နှံ့မှုကရေဤကိစ္စဖြစ်၏တစ်ခုလုံးဒုက္ခဖြစ်မှုက အစိတ်ကိစ္စသာဖြစ်သည်ခြေသည်တစ်ခုလုံးဒုက္ခဖြစ်အောင်မတတ်နိုင်ချေတို့တူအာကုတုဒုစရိုက်အာယုံကိုတိမှု တွေ့တာမှုကစိတ်ဤကိစ္စဖြစ်၏အာကုတုဒုစရိုက်မှုကို ထင်အောင်ပြစည်းအောင်အပါယဒုက္ခစသည်ဖြစ်အောင်ပြုမှုက နောက်လိုက်ချွေရန်သင်ပင်နေတကွာ လောဘဒေါသမောဟတို့ဤကိစ္စဖြစ်၍စိတ်တည်တာလင်အာဟုတုဒုစရိုင်းမှုကိုထင်အောင်ပြီးစီအောင်အပါယဒုက္ခဖြစ်အောင်မတန်နိုင်ပါချီ တပံတကူလုံးအစိတ်သက်၍နေရ၌ဒိုစိတ်တမှုပြောက်ကင်းအောင်ဆေးကိုရင်းနှီးဖြော်၍တောက်ပြန်ရတကူလုံးဆေးပြန်းနှံ့အောင်ဖန်တီးခြင်းမှာရေဤအလုတ်ကိစ္စဖြစ်၏အစိတ်တမှုကိုပြောက်ကင်းစေခြင်းမှာဆေးဤလုတ်ကိစ္စဖြစ်၏ဆေးဤအစွမ်းတက်သည့်ဖြစ်၏ရေသည်အစိတ်တမှုကိုပြောက်ကင်းအောင်မတတ်နိုင်ခြင်းဆေးမှသာလျှင်အစိတ်တမှုကိုကင်းပြောက်စေနိုင်၏ထို့အတူကုသိုလ်သူစရာအာယုန်တို့ကို တွေ့တိတွယ်မှု၌ကစေဤကိစ္စသာဖြစ်၍အစိမ့်နေသူသောဒုစရိုက်မှုအပါယဒုက္ခမှုတို့ကိုပင်ပြောင်းအပြုမှုကကျွေရနောက်လိုက်သင်ပင်နေတကွအာလောဘအာဒောသအမောဟရိကိစ္စသာဖြစ်လေသည်စေတီကုသိုလ်ဒုစရိုက်မှု၌ထင်အောင်ပစ္စည်းအားအစိမ့်နေသူသောဒုစရိုက်မှုအပါယဒုက္ခတို့ကိုပင်ပြောင်းအောင်မတတ်နိုင်ပါချေနောက်လိုက်ချွေရန်သင်ပင်နေတကွအာလောဘအာဒောသအမောဟရုမှသာလျှင်ဒုစရိုက်မှုထင်အောင်ပစ္စည်းအားအစိမ့်နေသူသောဒုစရိုက်မှုအပါယ ဒုက္ခမှုတို့ကိုပြင်းပြောင်းအောင်ပြည့်စုံနိုင်ပေသည်အထပါပကြည်ရေးဆွဲခြင်းဥပမာအစိတ်တက်ခြင်းအစိတ်တက်ပြောင်းခြင်းဥပမာတို့နိုင်ရေးနဲ့တွဲပတ်၍ရာမရေကားရှင်းဆောင်ပေးမှသာလျှင်ပကြည်စီအစိတ်တက်စီအစိတ်တက်ပြောင်းစီတို့သည်မိမိတို့ကိစ္စကိုပြီးစီအောင်ပြည့်နိုင်ပေ၏ရှင်နေမတွဲပဲရရင်ရေကားရှိဆောင်မပေးရင်မိမိတို့ကိစ္စပြီးပြောင်းအောင်မပြုနိုင်ချေတို့ဖြစ်ရကရေဒီမိမိသဘောရင်အပြင်ပကြည်စိအစိတ်တက်အ အစိတ်တက်ပြောက်စေတို့မဟုတ်တော့လဲဖကြီးစေအစိတ်တက်အစိတ်တက်ပြောက်စေတို့နဲ့ပေါင်းရမိတော့အခါရှေးဆောင်မှုကိစ္စဖြစ်တဲ့ဖြင့်တို့ပကြီးစေအစိတ်တက်အစိတ်တက်ပြောက်စေတို့နဲ့သဘောတူလိုက်ပါဖြစ်ပေါ်လေတော်သည်တို့တို့အကောင်အဆိုးကုသိုလ်အကုသိုလ်တရားတို့သည်စိတ်နှင့်တွဲဖက်ပါပါ စိတ်ရှိဆောင်ပြီးပြီးမှသာလဲမိတို့ကိစ္စကိုပြီးစီအောင်ပြုနိုင်ချပေသည်တိုးပြေးရေးစိတ်သည်ပကတိမိမိမူလသဘောရင်းဖြစ်သောကုသိုလ်အကုသိုလ်ကံမဟုတ်ညာလဲကုသိုလ်အကုသိုလ်တရားနှင့်ပေါင်းတော်မိတော်သောအခါရှိဆောင်အမှုအကြီးအမှုကိစ္စဖြစ်သည်ဖြင့်ထိုကုသိုလ်အကုသိုလ်တရားတို့နှင့်လိုက်ရောလီတော်သည်သဘောတူအားလီတော်သည်ယဟန်တို့အကုသိုလ်မှီ၍ဖြစ်ကုန်သောအကုသိုလ်အသိဉာဏ်ဖြစ်ကုန်သောအကုသိုလ်ဟုသည်များအလုံးစုံတို့သည် စိတ်ဓာလင်ရှိသွားရှိကုန်၏ထိုတရားတို့တွင်စိတ်ဒီတာဥစွာဖြစ်၏အာဟုတုတရားတို့သည်အတုတကွာလာ၍ဓာလင်ဖြစ်ကုန်၏ယဟန်တို့ကုသိုလ်၌မိသောစိတ်ဖြစ်ကုန်သောကုသိုလ်အသိဉာဏ်ဖြစ်ကုန်သောကုသိုလ်အာဟုသည်များအလုံးတို့သည်စိတ်ဓာလင်ရှိသွားရှိကုန်၏ထိုတရားတို့တွင်စိတ်ဓာလင်ရှိဥစွာဖြစ်၏ကုသိုလ်တရားတို့သည်အတုတကွာလာ၍ဓာလင်ဖြစ်ပါ၏အထဘာဗုဒ္ဓ၏စကားအတိုင်းစိတ်သည်အာကုသို့ကုသို့လို၏ရှိသာအခြင်းမူရှိသောအကောင်းသာဖြစ်သည်ဖြင့် ထိုစိတ်ဤရှေ့ဆောင်ရာကုသိုလ်အာကုသိုလ်သဘောတို့သည်၌ပါအဖြစ်နေသည်။သို့ဖြစ်၍ရှေ့ဆောင်မှုကိုပြုတတ်သောကောင်းသောဘဏ္ဍိုက်စေသားယံမြင့်မြတ်သောဘဏ္ဍိုက်ဥဆောင်ယံအတိဘယ်ရှိသောဘဏ္ဍိုက်စေသားယံအောင်မြင်ထမ်းမြောက်ခြင်းတို့ဘဏ္ဍိုက်ရှေ့ဆောင်မှုပြုယံအထူးလိုအပ်မည်ဖြစ်ပေသည်။ကျန်ကိုကိုကားချံများဥတီလောကတိခါတောင်ဆရာတော်ဗန္တိတဝေဒနိယဒီပနီချံစာ324 326 ပစ္စမနဲ့အထမတော့အစ္စရာသင်္ခဘဝဧကကနိပတ်အင်္ဂုတ္တရနိကေဥမာတိလေရီပန္ဒိတာပရမထတန်ခိနိကပါတွဲစာစနိသူပါတော့436ပြမနာဝတ်မစ္စိမနိကေတတ္တမနဲ့အထမတော့မနိဟိတအစ္စဝတ်ဧကကနိပတ်အင်္ဂုတ္တရနိကေကန္တုလ ်မန္တာတော့ဥပါဝတ်ခန္ဓာတန်ယုတ်ဥပါလိတော့ကဟပတိဝတ်မဇိမနိကေစေတတောအကဝတ်ဒေဝတာတန်ယုတ်ဓမ္မပဒအတွဲနိဟုတ်ကဲ့ဒါလေးကတော့ဟောရာတဒနာအနေနဲ့အသွင်းစိတ်တဒံကိုလေ့လာခဲ့တာပဲဖြစ်ပါတယ် ီထက်ကနေပြီးတော့ဆရာကြီးပြောခြင်းနဲ့စကားတွေကိုလည်းတည်တည်ကြကြသိနာလေးလေးမယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။နောက်ရက်တွေမှာနောက်ထပ်အခန်း၅လေးနဲ့ဆက်ပြီးတော့ပြန်ပြီးတော့လေ့လာကြမယ်ဗျာ။ခြေမီးပြီးတော့ live ပါလာစိန် clip ပေးခဲ့ကြတယ်။တော်လန် clicker တူထောက်ချက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ။ clip ပန်ပြိုသူတော်လန် clicker တို့အားလုံးပဲတဘာဝတရားကြီးပေးရတဲ့အဆိုးတွေအားနာရှူတဲ့ဖက်ဆက်မိစားကောင်းရဲ့အန်တဲလက်ထွက်နေပြီးတော့ login နေပါစေခင်ဗျ။ ကျွန်တော်တော်လိုင်းကလစ်ကတော့ကိုဆရာကြီးနန္ဒာသိန်းဆန်ရဲ့စူတောင်းလေးနဲ့ပဲနေကုန်ချုပ်လို့ဆက်ပါမယ်ခင်ဗျာရှေးစံလေးတန်းမုံတိုင်းတန်းကိုတွန်းလံပယ်ရှင် ဖြတ်ကျော်နေ၍တန်းခင်းတီလံဘဝဆန်းမှာချမ်းမြကြည်သာ နေရပါဟု 卡卡苏木，吹把桥。